ားလုံးပဲမင်္ဂလာပါစေ။၂၄နှစ်အတွင်းထူခြားတဲ့ပြည်ရင်းပြည်ပါစေဝန်ဆောင်ဖရဲသတင်းလေးကိုတင်ဆက်ပေးပါရောင်းမယ်။ကျမတို့မြစ်တီကိုပါ။မုတ်တော်မွေမီနေရုမငြိမ်တမှုနဲ့နေဖို့ရှင်မြင့်တမှုများဖြစ်ပေါ်လာနိုင်တဲ့တည်။မက်စကားရင်မောင်းအပြောသွားကရင်တိုင်းမှုဖြစ်၍ဆယ်ဦးတည်ဆုံးခဲ့တဲ့တည်။ချစ်သူဟောင်းရဲ့ဇနီးနဲ့ကလေးများကိုအစ်စ်ကျွေးတတ်သူအားဖမ်းမိရဲ့ဆိုတဲ့တည်။ ဘူလူပန်းမြောက်သေး၍မင်းကသမားများအပြုံမလို့ရင်တတိပေးတဲ့တည်င်းအပါအဝင်အစာရှိတဲ့ပြည်ရင်းပြည်ပါစိတ်ဝင်စားတဲ့တနေ့ကိုတက်ဆက်ပေးပါတော့မယ်ရှင်ပထမဆုံးအနေနဲ့ပြည်ရင်းသဘောကိုတက်ဆက်ပေးကြပါမယ်မုတ်တော်မွေမီနေရုမငိမ့်တတ်မှုနေနေဖူရှင်မြင့်တတ်မှုများဖြစ်ပေါ်လာနိုင်လို့သိရပါဗျ။ဒီတဲ့င်းကိုတော့မြင့်တူကပြပို့လာပါဗျ။ မြန်မာနိုင်ငံသို့အနောက်တောင်ဘက်သို့မြွေရောက်မီကာလာအတွင်းလေလူမငြိမ်သက်မှုများနှင့်နေပူချိန်များတပြေးပြေးမြင့်တက်လာရမှာအပူပြန်တက်တိမ်များဖြစ်ထုံးကမိုးလင်းညနေပိုင်းတို့တွင်မိုးတိမ်တောင်များဖြစ်ထိုးခြင်းလေပြင်းများတိုက်ခိုက်ခြင်းများဖြစ်ပေါ်နိုင်ကြောင်းမိုးလီဝသနှင့်ဇလပေတိုင်းညွှန်ကြားမှုဦးစီးဌာနကအသိပေးထုတ်ပြန်ထားပါသည်လီပြင်းတိုက်ခတ်စေမြေပြင်ရေပြင်လေဟာတနာယီမိုင်40မှ90အထိတိုက်ခတ်နေတာကြောင့်အထူးကူးပြုနေထိုင်သွားကြရင်မိုးလီဝသနေစလာပေတာညွှန်ကြားမှုဦးစီးဌာနမှာချုပ်တဲ့တတိပေးနှုတ်ဆက်ထားခြင်းဖြစ်ပါတယ်။ လေပြင်းနဲ့အတူမိုးထချိုးခြင်းမိုးချိုးပစ်ခြင်းလျှက်စီးလက်ခြင်းမိုးတိကျခြင်းနဲ့နေရာကွက်ကြောင့်မိုးထချုံရွာခြင်းစတဲ့မိုးလေဝသဖြစ်စေများဖြစ်ပေါ်နိုင်ပြီးလေပြင်းတိုက်ခိုက်စေမြေပြင်ရေပြင်လေဟာတနင်္လာနေ့မှ40မှ50အထိတိုက်ခိုက်နိုင်တာကြောင့်မိုးစလကထုတ်ပြန်ထားကြောင်းသိရပါဗျာ ဒါကြောင့်ပြည်သူများအနေဖြင့်မိုးကြိုကာလဖြစ်တဲ့မေလမှာညီမနိုင်ငံတို့အနောက်တောင်ဘက်သို့နေမွေရောက်မီကာလအတွင်းဖြစ်ပေါ်နိုင်တဲ့မိုးလေဝသဖြစ်စဉ်နဲ့ပတ်သက်၍အထူးကူးပြုနေထိုင်သောခြာရန်နဲ့ပြည်တွင်းနေကြောင်ပြန်တဲ့ရေးနဲ့ရေချောင်းခီးစင်များအနေဖြင့်လည်းချုပ်တင်တိပြုနိုင်ရန်အတိပေးနှိုးဆော်လိုက်ကြောင်းသိရပါရရှင်။ဆက်လက်ပြီးနိုင်ငံတကာတင်းသဘောကိုတင်ဆက်ပေးကြပါမယ်။မစကားရင်မောင်းဤပြောသွားကယင်တိုင်မှုဖြစ်၍ဆေးဥတည်ဆုံးခဲ့တယ်လို့သိရပါဗျ။ဒီသတင်းကိုတော့ညင်းချောင်းဝါပြပေါ်လာတာပါ။ ဘက်စကားရင်မောင်းတို့ဘက်စကားမောင်းနေနေအပြောသွားတာကြောင့်အခြားခါတွေကိုဝင်တိုင်းမိပြီးဆေးဥရဆုံးခဲ့တဲ့ဖြစ်စဉ်တည်းရဲ့ဖိလစ်ပိုင်နိုင်ငံမနီလာမြို့မှာဖြစ်ပွားခဲ့လို့သိရပါတယ်မနီလာမြို့အနီးမှာရှိတဲ့အမြန်လန်းပေါ်မှာရေတိုက်မှုဖြစ်ပွားခဲ့တာဖြစ်ပြီးရေတိုက်မှုဖြစ်ပွားချိန်မှာဘတ်စကားရဲ့မြန်နှုန်းဟာတနအီကီလိုမီတာ100နှုန်းရှိခဲ့တယ်လို့သိရပါဗျ ရှင်မောင်းအပြော်သွားတဲ့ bus ကက SUV လူစီကားတစ်စီးနဲ့ကိုရီနာကားတစ်စီးတို့ကိုဝန်တိုင်းပေးခဲ့တာဖြစ်ပြီးဒရာရရှိသူ30ဦးရှိခဲ့တယ်လို့ဖိလစ်ပိုင်ကိုလံပို့ဆောင်ဥစည်းဌာနကတင်းထုတ်ပြန်ခဲ့ပါတယ်။ရှင်မောင်းကိုရိုင်းကအင်္ဂိုက်သွားခဲ့တယ်လို့ဝန်ခံခဲ့ပြီးရဲတပ်ဖွဲ့ကဖက်စစ်ထိန်းသိမ်းခဲ့တယ်လို့သိရပါတယ်။ ဖိလစ်ပိုင်နိုင်ငံအတွင်းမှာဘတ်စကားတွေအပါအဝင်အများပြည်သူနဲ့ဆိုင်တဲ့မော်တော်ယာဉ်တွေကိုမောင်းနေတဲ့ရေမောင်းအချို့ဟာအရက်တင်စားတောက်ဆတာနဲ့ငွေရည်စေးပါတောက်ဆတာတွေလုဆောင်နေတာကြောင့်ရေမတော်ဆောင်မှုတွေဖြစ်ပွားခဲ့လို့သိရပါတယ်ရှင်။နောက်ထပ်နိုင်ငံတကာဒင်းသဘောကိုတင်ဆက်ပေးကြပါမယ်။ချစ်သူဟောင်းစနေနေ့ကလေးများကိုအစ်စ်ကျွတ်တူကဖမ်းမိခဲ့ပါတယ်။ဒီသတင်းကိုတော့ညင်းချောင်းကပြပေါ်လာပါဗျ။ ချစ်သူဟောင်းရဲ့လက်ရှိချစ်သူနဲ့ရင်းသီးတွေကိုအစိတ်ထက်သွင်းထားတဲ့ချောကလက်တွေပေးပို့ပြီးတင်ဆောင်းအောင်ကျင်းရဲ့ကြိုးပမ်းခဲ့တဲ့ဘရာဇီးနိုင်ငံသူတအူးကိုဘရာဇီးရဲ့တပ်ဖွဲ့ကဖက်ရှိခဲ့ရလို့သိရပါတယ်ဆော်လီလီယာပါရာလဲလို့အမည်ရတဲ့ဘရာဇီးနိုင်ငံသူဟာသူမရဲ့ချစ်သူဟောင်းနဲ့လက်ရှိပေါင်းသင်းနေထိုင်တဲ့မာရီယန်လီယာနဲ့ရှင်သေးနှုတ်ဦးနေထိုင်တဲ့အိမ်ကိုအစိတ်တွေထင်ရတဲ့ချောကလက်နဲ့ကျက်ဥတွေကိုမိစေတူဦးကအစ်စတာဝဲတော်အထိမ်းမဲ့ပေးပို့တဲ့ပုံစံမျိုးနဲ့ဒယ်လီဗာရီကတစ်စိပေးပို့ခဲ့တာဖြစ်ပါတယ်။ ်မာရီယန်နီယာရဲ့အသက်73နှစ်အရွယ်သမီးကြီးဖြစ်သူအဲလင်းနဲ့အသက်9နှစ်သားအရွယ်ဖြစ်သူလူဝီဖာနန်ဒက်တိုဟာဆော့ကလန်နဲ့ကျုပ်တွေကိုစားသုံးမိပြီးနိုင်ပိုင်းချာမှာအစိတ်အသင့်နဲ့လက္ခဏာတွေခဲစားရပြီးအင်းနီနာချင်းတွေကဆေးရုံပိုးပေးခဲ့ရတာဖြစ်ပါတယ်ဆီယွန်ရောင်ချိန်မှာမာရီယယ်လီယာနဲ့လူဝီဖာနန်ဒက်တိုဟာကိုရီးယားကအချို့ထိခိုက်ခဲ့ပေမဲ့အသက်ရှင်ခဲ့ပြီးအယ်လင်ကတော့သေဆုံးသွားခဲ့ပါတယ်။ ရတက်ဖွဲကဖန်ဆင်းမိခဲ့ပြီးနောက်မှာအစိတ်ခက်ခဲတဲ့ဂျော်လီလီတာပါရာရဲ့ဟာစစ်သူဟောင်းကိုစစ်တပ်စိတ်နှင်မေ့နိုင်တဲ့စိတ်တွေကြောင့်လုခဲ့မိတာဖြစ်တယ်လို့ဝခံခဲ့တယ်လို့သိရပါတယ်ရှင်။နောက်ထပ်အားသာတဲ့တပုတ်ကိုလည်းလက်ခံရရှိထားပါသေးတယ်။ဘိုလ်လူဝဲမြောက်သေး၍မင်းကတော်မများအပြော်မလို့ရင်တတိပေးခဲ့ပါတယ်။ဒီသတင်းကိုတော့ညင်းချောင်းဝါပြပလာပါ။မန်ယူနီးပြအင်မိုရင်းကယူရိုပါရီအကြိုဘိုလ်လူဝဲပထမကြော်ပွဲစဉ်မှာ ပြီးပါအောင်ကိုအဝေးကင်းမှာ3-0နဲ့နိုင်ခဲ့ပေမဲ့ဘူလူပဲရောက်ခဲ့ပြီလို့သိကြပါ။ပြောလို့မရသေးတာကြောင့်သားသမားတွေကိုအပြော်မလို့ဘို့တတိပေးလိုက်တယ်လို့သိရပါဗယ်။မန်ယူအသင်းဟာကက်စမဲရိုဘရူနိုဖာနန်ဒက်တို့အသွင်ယူခဲ့တဲ့ဂိုးတွေနဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။သုံးခုပြည့်နိုင်ထားတာကြောင့်မန်ယူအနေနဲ့အင်ကွေးမှာ၄ခုပြည့်မရှုံးရင်ဘလူးပဲတယောက်နိုင်မှာဖြစ်ပါတယ်။ အီမိုရီကသုံးခုပြည့်နိုင်တဲ့ရလဲမျိုးဖြစ်လာမယ်လို့ဘသူမှတင်ပြထားတာမှန်တယ်လို့အဆိုပါရလဲမျိုးပါဆိုင်ခဲ့တာကဘူလူပဲရောက်ကိုအာသာကျဲအကြီးကြီးဖြစ်သွားစေပေမဲ့အဝေးကိုစိတ်ညစ်မရှိတယ်လို့ဘီပါအိုရဲ့ခြေစဲကြောင့်မဲငွေသမားတွေအပြုံမလို့ဖို့နဲ့မပေါ်ဆဖို့လိုရလို့ပြောကြခဲ့တာဖြစ်ပါတယ်။မဲယူအတင်းဟာယူရိုပါလိပြိုင်ပွဲမှာဘူဆမ်းမယ်ဆိုရင်စုချင်းပေါင်တန်းတရာကျော်ရရှိမှာဖြစ်တယ်လို့ချန်ပီယံလိဝင်ပြလည်းရရှိမှာဖြစ်တယ်လို့သိရပါပါတယ်ရှင်။အခုတင်ဆက်ပေးခဲ့တာတွေကတော့မြန်မာရှင်ရဲ့24နိုင်ငံကသတင်းတွေပဲဖြစ်ပါတယ်။ ်။ဒီလိုအားပေးကြပြည်သက်များအားလုံးကျမ်းမာရှင်လန်းကြပါစေလို့ဆုမကောင်းတောင်းလိုက်ပါရရှင်။